။ကလေးတန်းတဲ့နေပြည်တော်မန္တလေးနဲ့စကိုင်းအပါအဝင်ဒေသချို့မှာအချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့မိုးစလကသတိပေးထားပါရယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရုမလေးနေများနဲ့တရုတ်ပြည်မှာကြီးပေါ်ရှိလေဖျားကြီးရောင်ဝန်ဒေသမှာရွေရလာတဲ့လေအေးများတွေ့ဆုံမှုအရှိဘက်မှာရွေရလာတဲ့လေဝေလိုင်းများ၏အချိန်အပူပြန်တဲ့တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းစတဲ့အခြေအနေများကြောင့်မိုးရွာနိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ယင်းအချိန်တွေများကြောင့်ဧပြီလ17ရက်နေ့ညပိုင်းမှာဧပြီလ18ရက်နေ့အထိနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိစိမနေရာအနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်မူကြီးနိုင်တယ်လို့မူဆလာကခန့်မှန်းထားပါတယ်။ထို့အပြင်အချိန်အခါမှုမိုးရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စည်းလက်ချင်းမူသီးကြွေချင်းနှင့်မြေပြိုချင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ရန်မူဇလကအသိပေးထားပါသည်